ကျမ်းမာတော်မူကြပါစောခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ22ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရံပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ပါကထိုင်ဝမ်ဘက်မှစီရေးအရာပါဝင်မယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်စကားပေါ်မြန်မာစစ်တပ်ကမထောက်ခံပဲတရုတ်နိုင်ငံဘက်မှရည်တည်တယ်လို့ထုတ်ဖော်ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ် ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ရင်ထိုင်ဝမ်ဘက်မှစီးရီးအရာပါဝင်မယ်ဆိုတဲ့ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်စကားပေါ်မြန်မာအကြံဖတ်စစ်တပ်ကမထောက်ခံပဲတရုတ်နိုင်ငံဘက်မှယက်တီကြောင်အကြံဖတ်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအကြံဖတ်စော်မင်းထွန်းကသတင်းထုတ်ပြန်ပြောဆိုပါတယ်။နိုဝင်ဘာလ9ရက်နေ့ဂျပန်ဝန်ကြီးချုပ်တကာအီချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်ရဲ့ရှင်သန်မှုကိုချင်းချုပ်တဲ့အခြေအနေဖြစ်သက်မှန်တဲ့ကြောင်းဂျပန်ပါလီမန်မှာပြောကြားခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောကြားချက်မှာ ဂျပန်ရဲ့လုံခြုံရေးဆိုင်ရာဥပဒေမူပေါင်းအရထိုင်ဝမ်အရေးကိုဂျပန်နိုင်ငံရဲ့ပြည်တွင်းလုံခြုံရေးနဲ့တိုက်ရိုက်ဆက်ဆက်တယ်လို့တတ်မှတ်လိုက်ခြင်းဖြစ်ပြီးဂျပန်အနေနဲ့ထိုင်ဝမ်အရေးမှာစစ်ရေးအရာပါဝင်ပတ်သက်နိုင်တဲ့လမ်းကြောင်းကိုဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းဂျပန်မှလာတဲ့သတင်းများရသိရှိရပါတယ်မြန်မာအကြံဖတ်စစ်တပ်ကတော့ဂျပန်ဝန်ကြီးချုပ်အသစ်ရဲ့ထိုင်ဝမ်အရေးပေါ်ပြောဆိုချက်ကိုမထောက်ခံဘဲတရုတ်တနိုင်ငံတဲ့မူဝါဒအရတရုတ်နိုင်ငံဘက်မှယက်တီကြောင့်အကြံဖတ်စွန်မင်းထွန်းကထုတ်ပေါ်ပြောဆိုခဲ့ပါတယ် ဂျပန်ဝန်ကြီးချုပ်အသစ်ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေကိုကျွန်တော်တို့အနေနဲ့နိုင်ငံတကာမီဒီယာတွေမှာတွေ့လည်ရပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံရဲ့သဘောထားယက်တီချက်ကတော့နံပါတ်1မြန်မာနိုင်ငံအစိုးရတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံတည်းမူဝါဒ One China Policy ကိုခိုင်မာစွာထောက်ခံယက်တီလျက်ရှိပါတယ်တရုတ်တနိုင်ငံတည်းမူဝါဒ One China Policy အပေါ်မြန်မာနိုင်ငံကခိုင်မာစွာထောက်ခံယက်တီလျက်ရှိကြောင်းအကြံဖတ်ဇွန်မင်းထွန်းကပြောဆိုပါတယ် အချံဖတ်ဇွန်မင်းထွန်းကတရုတ်နိုင်ငံနဲ့အင်းကြီးချင်းမိတ်ဆွေကောင်းဖြစ်မြန်မာနိုင်ငံကတည်ဆောက်နေကြောင်းဆက်လက်ထုတ်ဖော်ပြောဆိုပါတယ်တရုတ်မြန်မာနှစ်နိုင်ငံဟာအင်းကြီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီးမဟာပြူဟာမိတ်ဖက်နိုင်ငံများနဲ့အေအတူပူအမြအတိုက်အဝန်းကိုတည်ဆောက်နေတဲ့နိုင်ငံများဖြစ်ပါတယ်ဒီအချက်အပေါ်မှာမြန်မာနိုင်ငံကအထူးအလေးထားတန်ဖိုးထားပါတယ်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီးငါးချက်ရဲ့ပထမအချက်ပါတရုတ်နိုင်ငံရဲ့နေမီတီတက်ခိုင်မြင့်မှုနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာမြန်မာကလေးစားပြီး၎င်းအချက်အပေါ်မှာကာကွယ်ခြင်းကိုမြန်မာကအစဉ်အမြဲထောက်ခံလျက်ရှိပါကြောင်းအကြံဖတ်ဇွန်မင်းထွန်းကဆိုပါတယ်ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်အရေးမှတ်ချက်စကားကြောင့်တရုတ်နဲ့ဂျပန်အကြားတင်းမာမှုမှအရှိန်မြင့်တက်နေပြီးကုန်သွယ်ရေးခီးသွားလာရေးစီးပွားရေးနဲ့နိုင်ငံရေးကိန္ဓာတွေမှာဆက်ဆံရေးဖြစ်တတ်မှုများစွာနဲ့နှစ်ဖက်အတွင်းမှာဆိုအခြေအနေကိုဆက်ရောက်လျက်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ ထိုင်းနိုင်ငံကိုပုံကံမဲ့သူတွေကိုလက်ခံသွားမယ်လို့အကြံဖတ်စစ်တပ် lobby ဒဇင်ဦးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြုံပြုံလေးရုပ်ရှင်ကိုပြသကွင်ပေးခဲ့တဲ့ထိုင်းနိုင်ငံရဲ့လောက်ရတွေ့ကြောင်းထိုင်းနိုင်ငံနဲ့ထိုင်းဘရင် တက်မတော်ကိုပုံကံမဲ့သူတွေကိုမြန်မာနိုင်ငံအတွင်းလက်ခံသွားဖို့အကြံဖတ်စစ်တပ်ကိုထောက်ခံသူစစ် lobby ဒဇင်ဦးကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံထိုင်းပြည်တက်မတော်ကိုတော်လန်ပုံကမ်းမဲ့သူတွေကိုကျမတို့နိုင်ငံတည်းမှာခေါ်ထားမယ်ခေါ်ပြီး comment ပေးခိုင်းမယ် ငါတို့နိုင်ငံတည်းမှာနေပြီးမိတို့အစိုးရကိုပုံကန်ဒီမှာစင်ပြိုင်အစိုးရဖွဲ့စန္ဒတွေပြခိုင်းငါတို့နိုင်ငံတည်းမှာ EC နေလို့တစဉ်ဦးကပြောကြခဲ့တာပါတစဉ်ဦးပြောဆိုချက်တွေနဲ့ပတ်သက်ပြီး CDM ပိုကြီးထင်လင်းအောင်ကခိုင်းအစိုးရကိုတော်လမ်းမဲ့သူဆိုတာရောရှိလို့လားလို့ဆိုရှယ်မီဒီယာမှာပြန်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်ထိုင်းအစိုးရကိုတော်လမ်းမဲ့သူဆိုတာရှိလားနိုင်ငံတကာမှာဒီလိုတော်လှန်ရေးမျိုးရှိလားနိုင်ငံတကာမှာဒီလိုမျိုးစစ်တပ် စစ်ကော်မရှင်မြစ်ပတ်ပြီးတော့စုပ်ပြတ်တက်နေတဲ့စစ်တပ်ဆိုတာရှိလားလို့ CDM ပိုကြီးထင်လင်းအောင်ကပြန်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်စစ်တပ် lobby တစဉ်ဦးကတော့ထိုင်းနိုင်ငံကိုကန့်ကွက်ဖို့အတွက် တကူတော်စန္ဒပြမယ်လို့ခက်တီတီပြောကြားခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နိုင်ငံတကာရာဇဝတ်တရားရုံးကဝရမ်းပြည်တရားခံဖြစ်ရှောက်ထားခံရတဲ့မင်းအောင်လိုင်မှာပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိဘူးလို့ KNU ကပြည်သူများကိုထပ်မံအသိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဝရမ်းပြည်တရားခဏ်ဖြစ်လျှောက်ထားခံရတဲ့မိအောင်လိုင်းမှာပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကပြည်သူများထံကိုတရားဝင်အသိပေးကြေညာပါတယ်။လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU အနေနဲ့လုံးဝဆန့်ကျင်ပြီးပြည်သူများအနေနဲ့လည်းတမိုင်းတရားခံမဖြစ်ဖို့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်စို့ဆိုတဲ့ ွေးကြော်တမ်းဖြင့်ဆက်ကြည့်ရမှာဖြစ်ကြောင်းစစ်ကောင်စီစစ်ကောင်မရှိပြည်လုံးမဲ့လစ်လံမှုမရှိနိုင်ငံတကာအသိမှတ်မပြုတဲ့ထောင်ကျောက်စင်အတူရောက်ရွေးကောက်ပွဲကိုကော်တူးလီနဲ့မြန်မာတပြည်လုံးမှာရှိတဲ့တိုင်းရင်းသားပြည်သူလူထုအလုံးကန့်ကွက်ဆန့်ကျင်ကြရန် KNU ကထပ်မံနှိုးဆော်ပါတယ်။လက်ရှိစစ်တပ်ကပြည်လုံးမဲ့ရွေးကောက်ပွဲမှာမစင်မမှန်အတူအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်းပေါ်လွင်ထင်ရှားစေတဲ့အချက်များထဲမှာရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမရှိသောသူပြည်လုံးတဲ့ရွေးကောက်ပွဲဟာအတူအယောင်သာဖြစ်ကြောင်းဥပဒေကြောင်းအရ တရားမဝင်တဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်းပြည်သူလူထုစံတမပါပြည်သူလူထုသဘောနဲ့ကိုက်ညီမှုမရှိတဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်းလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်းစစ်မှန်သောနိုင်ငံရေးဖြည့်ဆင်းချက်မဟုတ်တဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်း KNU ကပြည်သူများကိုအသိပေးထားပါတယ်အရေးကြီးတဲ့အချက်ဖြစ်တဲ့ရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမှာ မင်းအောင်လိုင်းဥဆောင်တဲ့စစ်တပ်ထမ်းမမရှိကြောင်းမင်းအောင်လိုင်းရဲ့စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်ပြီးလက်နက်နဲ့အာဏာကိုလူယူခဲ့ကာပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်းလေကြောင်းတိုက်ခိုက်မှုများဘာသာရေးအဆောက်အအုံနဲ့စာတင်ကြောင်းတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများဆက်တိုက်ကျူးလွန်လျက်ရှိပါကြောင်းမင်းအောင်လိုင်းရဲ့အပေါင်းအပါစစ်ဘုတ်ချုပ်တွေဟာနိုင်ငံတကာရဲစွေတရားရုံးကဝရမ်းပြည်တရားခဏ်ဖြစ်ရှောက်ထားခံရသူများဖြစ်ကြောင်း KNU ကဆိုပါတယ် တို့ဖြစ်ပါ၍ပြည်သူလူထုအပေါ်ရရဆက်ဆက်စိတ်ရဆွေးမှုများကျွလွန်သူအဖြစ်တော်၎င်းဝရံပြည်တရခံဖြစ်ရှောက်ထားခံရသူအဖြစ်တော်၎င်းပြည်သူလူထုကိုစားပြုမယ်ဆိုတဲ့ရွေးကောက်ပွဲကိုမြည်တိုသောနီလနှင့်မြကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်း KNU ကသဘောထားထုတ်ပြန်ပါတယ်ဒါပြင်မင်းအောင်လိုက်မှာကာကွယ်ဦးစည်းချုပ်ဖြစ်နိုင်ငံဝန်ထမ်းဖြစ်သူမှယာယီတမရရာထူးကိုပါလက်ကင်ထားပြီးဆောင်ရွက်မှုတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုယနေ့တိုင်လိုသလိုအသုံးချပြီးလှုပ်ဆောင်နေတဲ့အတွက်စစ်ပုံကံမှုနိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံကံခြင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကိုတမင်တကာသို့မဟုတ်ရည်ရွယ်ချက်ရှိရှိဖြင့်ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူများပင်ဖြစ်ပေါ်ကြောင်း KNU ကထောက်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြောက်ရီတောင်ဘက်မင်းလက်ပံရွာမှာတိုက်ပွဲဖြစ်နေခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်ကမင်းလက်ပံကြီးရွာဒဲကိုစစ်ကြောင်းထိုးလာဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်နဲ့ KNL တမဟာချောက်တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့အကြားဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းကတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ဒီမှာနေနိုဝင်ဘာလ22ရက်နေ့ကစတင်ပြီးမြောက်ရီမြို့နယ်မြောက်ရီဝော်လီလမ်းမပေါ်မှာရှိတဲ့အင်ဂျင်မြိုင်ကြီးရွာကနေမင်းလက်ပံကြီးရွာဘက်ကိုစစ်ကြောင်းပြန်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တမဟာချုပ်ဦးဆောင်တဲ့တော်လည်ပူပေါင်းတက်တို့ကြောင့်မင်းလက်ပံရော်ထဲမှာတိုက်ပွဲဖြစ်ပွားပါတယ်ဒီကနေ့မနက်၈နာရီကျချိန်ကစပြီးနှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီးတိုက်ပွဲနှစ်ရက်တာအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မင်းလက်ပံကြီးရော်ကတရုတ်ကြားဖြင့်စိုက်ထဲကိုလက်နက်ကြီးတွေကြားရောက်ပွားခွဲခဲ့ရမှာတဝူထိခိုက်မှုရှိခဲ့တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်တရုတ်စိုက်ထဲလက်နက်ကြီးကြီးနှလုံးကြားတယ်မနေ့ကမင်းလက်ပံကိုစစ်တပ်ဝင်လို့ရသွားတယ် ညနေပိုင်းမှာပြန်ဆုတ်သွားကြတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။မင်းလက်ပံရွာတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်ကအထိနာနေတယ်လို့လည်းကရင်သတင်းရင်းမြစ်ကဆိုပါတယ်။မြဝတီဝေါ်လီလမ်းပိုင်းတစ်လျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကအင်ဂျင်မြန်ရွာကနေတဆင့်စစ်ကြောင်းထိုးလာတယ်လို့ဒီမဲဝါကီနဲ့ရတိကူရွာဘက်ကနေလဲစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။မြဝတီမြို့တောင်ဘက်ချမ်းထိုင်းမြန်မာနယ်စပ်နားမှာရှိတဲ့မင်းလက်ပံကျေးရွာဟာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGB တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ရွာတရွာဖြစ်ပြီးအဲ့ဒီကြီးရွာတဲမှာတရုတ်ကြားဖြန့်လုပ်ငန်းတွေအများပြားရှိတယ်လို့သိရှိရပါတယ်။မင်းလက်ပံတိုက်ပွဲကြောင့်ဒေသခံရွာသူရွာသားတွေဘေးလွတ်ရာနေရာတွေစီကိုထွက်ပြေးတင်းရှောင်နေကြရပြီးစောင်းတွင်းကာလရောက်ရှိလာပြီးဖြစ်တာကြောင့်စစ်ပေးရှောင်တွေအတွက်အနည်းတွေနဲ့စာနယ်ရိက္ခအကူအညီတွေလိုအပ်နေတယ်လို့လဲစစ်ပေးရှောင်အရေးကူညီပေးနေသူတွေစီကနေသိရှိရပါတယ်ဒီသတင်းနဲ့ဆက်ဆက်ပြီးတော်လန်ပြည်သူတို့အုံမှာ ဆိုချစ်သူကိုထိုးကျွေးနိုင်တယ်ဆိုတဲ့သုံးသပ်ပြောဆိုချက်ချုပ်ထွက်ပေါ်တယ်။ထိုးကျွေးနိုင်တယ်ဆိုသည်ကအမှန်ပဲဖြစ်ပါတယ်။ဒို့ပေမဲ့မာလာဖို့ထိုးသူပြုတ်လျရန်အတွက်ခက်ခဲမှုရှိပါလိမ့်မယ်။တစ်တုံညာနှစ်ကွန်စစ်စင်ရေးပြီးပေဆုပ်ချိန်မိသားစုကိုထိုးကျွေးတဲ့ဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ရင်တော့ဒုတိယခွန်ဆာဟာဆိုချစ်သူဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ဗမာလေရီဆိုတာကရင်ကွန်မှုတင်မြပဲရှိတယ်ဆိုတဲ့အများပြောဆိုတဲ့စကားပုံကဲ့သို့ပဲမာလာလေရီဆိုတာ စောချစ်သူကိုမှုတိမြပဲရှိပါတယ်ပထမအကြိမ်ကြားဖြန့်ရေးကင်တွေ့မယ်ဆိုတဲ့နိုင်ငံတကာထံမှတရင်ကြားသိစဉ်ကလေးကစစ်ကောင်စီလက်အောက်မှနေပြီးယုံထွက်သွားခဲ့ပါတယ်အကယ်၍မအလာစစ်အုပ်စုဘက်ကချော့မြူခြင်းပြုခဲ့မယ်ဆိုရင်ယခုချိန်မှာစောချစ်သူဆိုတာ၎င်းတို့အိတ်သေးကဖားပါပဲတွေးခွဲဖို့အတွက်တာလင်းဦးစားပေးပြစ်လုတ်တတ်တဲ့အတွက်ကရင်အဖွဲ့ကွဲဖို့အဓိကဖြစ်သတ်မှတ်ထားခဲ့ကြလေတော့ လက်ရှိအချိန်မှာစွတ်ချစ်သူဟာစစ်ဥစုအတွက်ကြီးမားတဲ့အန္တရာယ်ကောင်ဖြစ်လာခဲ့ပါတယ်။၎င်းတို့အတွက်အန္တရာယ်ရှိပေမဲ့လည်းအနှုန်နည်းနဲ့နေပြည်တော်ခေါ်ဖို့ပင်မစိုးနဲ့အကြမ်းဖက်နည်းနဲ့ဝင်ရောက်ဖမ်းဆီးဖို့အတွက်ပင်လွယ်ကူခြင်းမရှိပါဘူး။တရင်ကိုရင်ရဲ့ဦးစီးမှုဖြစ်တဲ့စွတ်ချစ်သူကလည်းအတော်တကြီးဖမ်းဆီးခံမှာမဟုတ်ပါဘူး။ဒါအပြင်လည်းတခြားသောတော်လှန်ရေးကရင်တပ်ဖွဲ့များလည်းရှိသေးတဲ့အတွက်စွတ်ချစ်သူဟာစစ်ဥစုအတွက်လွတ်နေတဲ့ကြားရကောင်ဖြစ်လာခဲ့ပါပြီ။ အမေရိကန်ဘက်ကလည်းလျှက်တပြက်ဝင်ရောက်ဖမ်းဆီးဖို့ဆိုတော့လက်ရှိအခြေအနေအတွင်းလွယ်ကူခြင်းမရှိသေးပါဘူး။အော့စမာဘင်လာဒင်ကိုဖမ်းဆီးစဉ်ကနီဒူစတန်ဟူစင်ကိုဖမ်းဆီးစဉ်ကနီဒူပြုလုပ်၍မရနိုင်ပါဘူး။အဘယ်ကြောင့်ဆိုတော့ကမ္ဘာရာဇဝင်များနဲ့နှီးနွယ်ပတ်သက်နေသူတို့အုပ်ကိုအသိဖမ်းမိခြင်းလိုလားကြမှာမဟုတ်တဲ့အတွက်ကြောင့်ပါပဲ။ကြားဖြန့်အရေးတာအမေရိကန်အမျိုးသားအန်ဒီဆိုပေမဲ့လေတဖက်မှာကစီနောက်ကို ထိုးချနိုင်တဲ့အထိပြုလုပ်ရရနိုင်တဲ့အခွင့်အရေးကြီးပဲဖြစ်ပါတယ်။ တို့ကြောင့်အဓိကတက်တဲ့ဖြစ်တဲ့စော့ချစ်သူကိုပဲအရှင်ဖန်းစီပုဂ္ဂိုလ်ပဲပလန်ချပါလိမ့်မယ်။ထို့ကြောင့်အချိန်ကာလတစ်ခုထိကြာလင်ကောင်းကြာလင်ပါလိမ့်မယ်။ဒီအချိန်ကာလအတွင်းမှာစစ်ကောင်စီဘက်ကလည်းဝင်းရောက်ဖန်းစီနိုင်ရေးကိုအားပြုလုပ်ကင်လာနိုင်ပါတယ်။တို့ကြောင့်ကရင်ဒေသအချို့ဒေသတွေအတွင်းမှာစစ်ကောင်စီစစ်ကြောင်းများပြားစွာရောက်ရှိလာနိုင်ပါတယ်။စော့ချစ်သူရှာဖွေရေးပြုလုပ်ကြပါလိမ့်မယ်။စော့ချစ်သူဘက်ကလည်းအခြားနိုင်ငံကိုဖြစ်စေအခြားအဖွဲ့အစည်းများထံကိုဖြစ်စေ ်ကိုလွန်ဖို့ရည်ရွယ်ချက်ရှိမှာမဟုတ်ပါဘူးကိုပိုင်တပ်ဖွဲ့ရှိသည်သာမကဒဏ္ဍအင်အားမှလည်းစစ်ပွဲတစ်ခုပြုလုပ်နိုင်သည့်အထိချမ်းသာကြွယ်ဝသူဖြစ်တဲ့အတွက်၎င်းရဲ့ဇာတိမြင့်နဲ့နိယဒေတာအတွင်းမှာပဲတပ်ဖွဲ့အင်အားများစွာနဲ့ပုံအောင်ပါလိမ့်မယ်ထို့တော့ကြောင့်၎င်းကိုအရှင်ဖမ်းဆီးဖို့အမေရိကန်အနေနဲ့ခက်ခဲစွာပြုလုပ်ရမယ်ဆိုတာပါမီတို့ပင်ဖြစ်စေကြာဖြန့်ရေးရစစ်အုပ်စုအတွက်လာချင်းမကောင်းတီကတော့အတိကြပါပဲခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရဲ့သတင်းထုတ်များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆုလက်အောင်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တော်တွင် ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။